အားလုံးပဲမင်္ဂလာပါရှင်ရှူမနိုင် channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးသမယ့်ဇာတ်လမ်းလေးတွေကိုတိုင်းနှင်းတက်တဲ့ဆိုရင်လည်း like and subscribe နဲ့ share ခဲ့ဖို့လည်းမမေ့ကြနဲ့နော်အခါကတိုင်းပြည်တပြည်မှာအလွန်တော်တဲ့ဘဘူးဆရာတယောက်ရှိပါတယ်သူ့ရဲ့ဘဘူးပညာဟာဘလောက်လက်ရမြောက်တလဲဆိုရင်အစစ်နဲ့အောင် ခွဲဖို့ခက်လာပါတယ်တညာမှာတော့ဘဘူးဆရာဟာထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်တယ်အိမ်မက်ထဲမှာ တင်မင်းကနောက်15ရက်အကြာမှာသူ့ကိုလာခေါ်မယ်လို့အတီအချာပြောသွားတာမို့ဘပူစရာဟာအရန်တောင်းလို့သွားခဲ့ဒါနဲ့သူနဲ့ပုံစံတူဘပူရုပ်ကိုရုပ်ကိုနေမနာညာမနာပြီးမြအောင်ထုလုပ်ပါတော့တယ်တင်မင်းလာခေါ်မယ်နေမှာတော့ဘပူစရာဟာသူ့ပုံစံတူဘပူကိုရုပ်တွေကြားမှာရောပြီးဝင်နေလိုက်တယ်တင်မင်းဟာဘပူစရာဆယ်ယောက်ကိုမြင်လိုက်ရတဲ့အချိန်မှာဘပူစရာလားရုပ်ထုလားခွဲခြားမရတဲ့အတွက် အတော်အချက်ရိုက်သွားတယ်တဲ့ဘဘူးဆရာကိုလည်းစိတ်ဆူးဆူးနဲ့ထွက်လာဖို့ပြောပေမဲ့ဘဘူးဆရာက မလုံမရှက်ဟန်ဆောင်ထားနိုင်တဲ့အတွက် အရာမရောက်ပါဘူးတဲ့အတန်ကြာစဉ်းစားပြီးတော့မှတင်မင်းကစကားတခုပြောလိုက်တယ်ဘဘူးဆရာတဲ့ရဲ့ဒီဘဘူးရုပ်တွေဟာတကယ်ကို အစ်စ်နဲ့မချအတက်ဝင်လာပါတယ်ဒါပေမဲ့အားနည်းချက်တစ်ခုရှိနေတာကိုတော့တင်သတိမထားခဲ့မိဘူးဘဘူးဆရာဟာသူ့ပညာနဲ့ ံစားထုလုပ်မှုအပေါ်ဝေဖန်လိုက်တဲ့အာနေချက်ဆိုတဲ့စကားကိုမခံမရနိုင်ဖြစ်သွားတယ်။ဒါကြောင့်ရုတ်ထူရဲ့ကြားထဲကထွက်ပြီးနေလိုက်တယ်။ကျွန်တော်အာနေချက်ဆိုတာဗမာလေပြပါ။တင်မင်းကသူ့ကိုဖန်လိုက်တယ်။ပြီးတော့ပြောလိုက်တယ်ဒီမှာပဲတကယ်တော့ရုတ်ထူရဲ့အလုံးဟာအာနေချက်မရှိအောင်ပြည့်စုံကောင်းမွန်လာပါလေ။ဘဘူးစရာဟာသူ့ရဲ့ပညာပေါ်ထားတဲ့မျက်မှန်ဒေါသကြောင့်ပင်တင်မင်းရဲ့ဖန်ဆီးခေါ်ဆောင်ခြင်းကိုခံလိုက်ရတာဖြစ်ပါလေ။ အတွေ့ခေါ်ရင်းပညာတွေဟာပြည့်စုံကောင်းမွန်နေခဲ့ရင်တောင်ဒီပညာအပေါ်ထရှိတဲ့မာမာနဒေါတာတွေကြောင့်ကြာရှုံးသွားနိုင်ပါတယ်။ဒီနေ့အတွက်ဇလန်လီကတော့ဒီလောက်ပါပဲရှင်။နောက်ရက်တွင်ပါလိမ့်။ကောင်းလို့ရလေးနဲ့ဘ ഹു တုတ္တဖြစ်စေမဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးဦးမှာမို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ရှင်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်